စီလေးကိုတော့ပြောခြင်းတယ်။ငစီကပြောလိုက်တဲ့စကားလေးတွေပေါ့နည်းနည်းစိတ်တွေဖတ်သူယူကြီးဖြစ်တာပေါ့နော်။အာစိတ်မကောင်းဘူးပေါ့ဗျ။ဘာလို့လဲဆိုတော့ငစီပြောလိုက်တဲ့စကားပေါ့ခရှမ်းပြည်နယ်မြောက်ပိုင်းဒီ TNL ပေါ့နော်။ဆိုတော့ TNL ကဆိုတော့ဒီပလောင်တွေကနော်ပလောင်လက်နက်ကဲနေရသူတို့ဒီတရုတ်ကဖိအားပေးလို့အာမြန်မာတပ်မတော်ကနေမှသွားပြီးဟိုသွားပြီးတော့နေဘာဖြစ်တယ်ညာဖြစ်တော့ဗျာဟိုမှာတဖားတယ်ပေါ့။ ဘာညာကူကဆိုပြောလာတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ကနိုင်ငံရေးကိုလိလာတဲ့လူတယောက်ကနိုင်ငံရေးနိုင်ငံရေးကိုလိလာတဲ့လူတယောက်ကနိုင်ငံရေးအကြောင်းနားလေတယ်ဒါပေမဲ့ငစီကနားလည်မဲ့ပုံမပေါ်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူကစစ်ရေးလည်းနားလည်မဲ့ပုံမပေါ်သလိုနိုင်ငံရေးလည်းနားလည်မဲ့ပုံမပေါ်ပါဘူးဒါသူ့ကိုတိုက်ခိုက်တာမဟုတ်ဘူးဒါသူတိုက်ခိုက်တယ်လို့မြင်နေဆိုရင်တော့မောင်စုဆဲလို့ရပါတယ်ငစီအဲ့တော့ TNL ကအ သူကအရှုံးမေသူအမျိုးသုံးတယောက်ကလည်းပဲငိမ့်ညာရဲ့ဟိုတင်တစ်ခုနဲ့ဒါပါဝင်ပတ်သက်နေတာပြီးတော့တယောက်ကလည်းပဲကျွန်တော်တို့အိမ်ကြီးကြီးနိုင်ငံဖြစ်တဲ့အတွက်တိုင်းပြည်ကိုငိမ့်ညာစေခြင်းနဲ့တယောက်ရဲ့အစည်းအဝေးရဲ့အကြောင်းအရာအမျိုးစုံပေါ့နိုင်ငံစည်းဝေးရဲ့အကျိုးကြောင့်ဆိုပြီးဒါကျွန်တော်တို့နိုင်ငံမှာဒါဒီဟိုတင်ပေါ့ဒီစစ်ပွဲတွေရှိနေဆိုလှုပ်လို့မရအောင်ဆိုတာသူကတယောက်ကဒါကိုမြင်နေပေါ့ဗျာဒါပေမဲ့ငစီကပြောတဲ့စကားတွေကတယောက်ကိုအားကိုးတယ်လို့ပြောတယ် ဟိုအတင်းလောက်ပြီးမှဒီ TNL လေးကိုဖိအားပေးတဲ့ဘာညာဆိုတော့စကားဒါနေရဒီစောက်တော့မကြတဲ့နိုင်ငံရေးသမားတွေပြောတာကျွန်တော်ပြောငစီဦးပြောတာမဟုတ်တော့ဒါပေမဲ့ကျွန်တော်ကျန်တဲ့ account တွေကိုပြောတာပါဟိုအသက်ကကြီးွားပြီးနိုင်ငံရေးကိုအခုဒီတို့ရဲ့အစွဲတွေကဟိုတတ်မတော်မုံတီရမယ်အဲတို့ရဝရမ်းပြဘွားနဲ့လူမြောက်ခြင်းတဲ့တဘောမှာရှိတယ်အဲ့ဒီပုံကိုရလဲဒါကျွန်တော်ပုတ်ပုတ်လေးလေးပြောခြင်းတာအဲ့တော့ငစီကပြောလိုက်တဲ့စကားတွေကအ ဟိုအထင်းပေါ်ပါတက်မတော်ကသွားပြီးတော့နေပါပါဖားတယ်ပေါ့ဘာညာခွိကွာပေါ့မဟုတ်ဘူးတင်းတယ်လီကတပုံးကျော်တို့ကသိတယ်မြမရဲ့စစ်ထူအားကဘာတွေဖြစ်လာနိုင်လဲဆိုတာကိုသူတို့ဒီဟိုဘာလဲပလောင်လက်နဲ့ကိုင်းနေပေါ့တင်းတယ်လီကအမျိုးပြတ်ဝါနိုင်တယ်ဆိုတာဒါတပုံးကျော်တို့ကကောင်းကောင်းသိပြီဒါအဲ့ဒီအတွက်ကဒီကောင်တွေကစက်ပြီးတိုက်နေမယ်ဆိုရင်ဘဝပြတ်မှာဆိုတာသိတယ်အဲ့ဒီအတွက်ကဒီကောင်တွေကမဖြစ်မနေစုပ်ပေးပြီး ဟိုငိမ့်ညာရဲ့ကိုတဘောကိုတူလိုက်တာเนาะဒါပရမဂျိန်လည်းမဟုတ်အငိမ့်ညာရဲ့အဲ့တော့ဒီကောင်တွေကကိုနိုင်မဲ့ထင်တဲ့အရာတွေအလုံးကိုသူတို့ကဟုတ်လိုက်ပြီးထင်တာဒါပေမဲ့နောက်ပိတ်ဆုံးမှာတမတော်ကဝင်တိုက်တဲ့အတွက်ကသူတို့မှာပြည့်စရာလမ်းတော့မရှိတော့ဘူးเนาะတရုတ်ကလည်းပဲဒီကောင်တွေကိုဒီအထောက်ဟိုအထောက်ကူပြုတ်တယ်ပေါ့เนาะစစ်လက်နဲ့ပဲပြပြောဒီရိတ်ခါပဲပြပြောပေါ့เนาะအလုံးကိုပိတ်ဆို့လိုက်တဲ့အတွက်က ဒီကောင်ဒီမှာအာမရှိတော့ဝါကိုလည်းဒါမထောက်ပြန်ဟောထောက်ပံ့မှုမပေးတော့အဲ့ဒီမှာတည်ရနေလဲတိုင်ပတ်တယ်ဆိုတော့ငစီပြောတဲ့စကားတွေကသူကနိုင်ငံရေးကိုနားမလဲတာရဲ့နော်နိုင်ငံရဲ့ချစ်ကြည်ရေးနဲ့နိုင်ငံရဲ့တသမာရဲ့အတိတ်ဘယ်ကဘာလဲဆိုတော့သူနားမလဲတာအဲ့ကြောင့်ငစီကစကားကိုပြောလိုက်ရင် तू က ဟိုတင်းပေါ့ကြီးကြီးကျယ်ကျယ်ကြီးပြောတယ်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ငစီတို့လူမျိုးပုံကူတွေကြောင့်ကျွန်တော်တို့နိုင်ငံကြီးကသိဉင်အေးချမ်းမှာမဟုတ်ဘူးဘာဖြစ်လို့သူကထိုင်းနိုင်ငံမျိုးပေါ်မှာနေပြီးအထောက်ပို့လောက်တဲ့အစင်းလောက်နဲ့ဟိုအတင်းပေါ့အထောက်ပို့လောက်ပြီးတဲ့ဒီဟို PDF တွေကိုပတ်စံကောက်ပြီးတဲ့ဘာညာအဲ့လောက်အစင်းနေတော့ဒါကမဖြစ်နိုင်နေဘူးကွာဒါပေမဲ့သူကဒီဟိုနိုင်ငံကြီးကိုနိုင်ငံကြီးရဲ့သဘောတဘာဝကိုသူနားမလဲတာရယ်ပြီးတော့စစ်ရဲ့သဘောတဘာဝကိုသူနားမလဲတာရယ် အဲ့တော့ငစီကြောင့်နဲ့ငစီတို့အာချောင်မှုတွေကြောင့်ငစီတို့ဟိုတင်းလောက်ကြောက်တဲ့ဒီပြည်သူတွေပေါ့တော့ sorry ဒီပြည်သူတွေကလည်းဟိုအာအေးချမ်းစွာမနေရတလို့အဲ့ဒီ PDF လက်နက်ကန်တွေကလည်းပဲဟိုခွေးပြည်ဝက်ပြည်ပြေးနေရတာရှိတယ်ဆိုတော့ငစီတို့ကကြတော့သူတို့ဟာဒီဘယ်လိုပြောရမလဲဒီပွဲလာသူတို့အတွက်မနိုင်ဆိုရင် NUG နဲ့အဲ့ဒီဟို PDF တွေထောက်ခံနေတဲ့ NUG ကိုထောက်ခံနေတဲ့အလူငွေပေးတဲ့ကောင်တွေကဘဝပျက်စီအဲ့တော့သူတို့ဒီစစ်ပွဲကိုရှုံးလို့မရဘူး ဒါပေမဲ့စစ်ပွဲရှုံးလို့မရဘူးဆိုမဲ့သူတို့ကဒီလိုတန်ဟိုတန်တိတ်တာချထားပေမဲ့လည်းပဲတကယ်မြေပြေမှာသူတို့တွေကခံနေရတယ်။ဘဝင်လင်းပြောဆိုဟိုဒီသူတို့ကဒီကွာ20နှစ်23 24တိကသူတို့ကလုံးဝအင်အားတောက်ခဲ့ပြီးမှတပ်မတော်ကြီးကိုသူကတော်တော်လေးဖြူခွဲနိုင်ခဲ့တယ်။တို့ပေမဲ့ဒီနေ့ဒီချိန်မှာတပ်မတော်ကပြန်ပြီးချင်းမှုဟိုပါချင်းမုံနေတာကိုဒီလက်နဲ့ကန်တွေကခံနေရတယ်။နော်ဟို အသိကျွေးနေပြီဗျာဒါကျွန်တော်ပြောချင်တာဒီလူဒီလိုဝရမ်းပြည်တွေကပေါင်းပြီးတော့နေမှာမြောက်ပေးနေတာတို့အထောက်ဖို့လုပ်တဲ့ဆူတဲ့ကောင်တွေကမြောက်ပေးနေတာတို့ကဒါတွေကလုံးဝကိုအစင်မပြေဘူးလို့ကျွန်တော်တို့သုံးသက်တယ်ဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်ကိုပို့ပြီးတော့နေမှာပြည်သူကိုမျက်နှာမကြည့်ပဲတော့ဒီနေ့သူတို့ဘာပြောရွာတွေကိုဘုံကျဲတယ်ရွာတွေဘုံကျဲတယ်မင်းစိတ်တင်ဟိုမင်းတို့ကောင်တွေကပြောလိုက်မယ်ဟဲ့အောင်ဟိုကအပေကျွေးနေတာ အဲ့ဒီရွာမှာမိ PDF ထောက်ခံပြီးလက်ခံထားတယ်မဟုတ် PDF ဘလို့ပုံသားဝင်ဝင်ရှင်းနေတာတကယ်အဲ့ဒီရွာထဲမှာခမရတို့လုံးဝ PDF တော့ငါတို့အရက်သားတွေဒုက္ခရောက်မယ်ဆိုပထမဆုံး PDF တွေကိုကိုအွန်လိုင်းလို့ခံယူထားရဆိုအဲ့ဒီရွာမှာမနေသင့်ဘူးပြီးတော့အဲ့ဒီရွာသားတွေကလည်းဒီကောင်တွေလုံးဝလက်မခံသင့်ဘူးခမရတို့လက်ခံလိုက်ရတဲ့နောက်ွယ်မှာကြုံတွေ့ရမယ်ပြဿနာဘောင်းဆုံးတွေအများကြီးရှိတယ်အဲ့ဟာပါလို့လေရင်နဲ့ဝင်တိုက်တာတို့လက်နေချင်းဝင်ထက်ထုတယ်ဆိုရင်လည်းခမရတို့အရက်သားကြည်ပြူတူတူကဟိုးစားဖြစ်တယ်ပြီးတော့ခမရရွာကမထွက်ပြေးဘူးဆိုရင်လည်း ဟိုထွက်ပြေးတဲ့မထွက်ပြေးဘူးဆိုရင်အဲ့ဒီလူကြီးကဒလန်လို့ပြောတယ်ထွက်ပြေးတော့လဲတမတော်ကမြင်တာဟာဒီဟိုတင်းပြောအဲ့တော့ကျွန်တော်ပြောချင်တာဘာလဲဆိုခမားတို့နားလည်ရမှာတခုရှိတာဒီဒါဒီတော်လိုင်းရေးဆိုတာဥကျွားပြီးဘဝပြက်သွားပြီးအောင်မြင်မှာမဟုတ်ဘူးအဲ့တော့မြန်မာပြည်သူပြည်သားတွေဒီဒီကောင်တွေကိုသွားပြီး၆ခံပေးပြီးဒီကောင်အတွက်တက်လုံနေဒီဘေးကတော့ခမားတို့ရဲ့ဟိုငိမ့်ချစွာနေထိုင်ခြင်းနဲ့ဟိုအေးချမ်းစွာနေထိုင်ခြင်းနဲ့လူတွေတွေ့တော့ဒါလုံးဝမအေးချမ်းဘူးအဲ့တော့ဒီကောင်တွေကိုစကားကိုယုံပြီး အောင်နေပြီအောင်နေပြီလို့ပြောတဲ့လူတွေအတွက်လည်းဒါလုံးဝအတိတ်ပဲမရှိဘူးလက်ရှိမြန်မာပြည်မှာလက်တွေ့ကြကြမှာတိတ်ချပြန်ကြည့်ပါကျွန်တော်တို့မြန်မာတွေမအပါမအစေချင်ဘူးကျွန်တော်ကတော့အားလုံးကိုအာနိုင်ငံရေးဒီနေ့ဖြစ်နေတဲ့စစ်ရေးနိုင်ငံရေးကိုပြန်ကြည့်ပါတော့တိတ်မကြပါဘူးခမားတို့ပြောနေတဲ့ဘာဖြစ်တဲ့ညာဖြစ်တဲ့1800ပြက်သွားပြီဘာညာပြောနေတဲ့စကားတွေကဒါတွေကဟိုအဓိကမကြဘူးနိုင်ငံတော်အစိုးရ तू လောက်နေတဲ့အချက် तू လောက် तू ဟိုဘာလဲတကယ်ဒီဇိုင်းမမ तू လောက်နေတာ အဲ့ဒီအတွက်ကခမားတို့တွေကဟိုကျွန်တော်ပြီးကျင်တဲ့အတိပေါ်ပေါ်ကျွန်တော်ပြီးကျင်တဲ့ကျွန်တော်ရဲ့လိလာရတဲ့အော်ကျွန်တော်လိလာထားတဲ့အချက်ရဲ့ပြီးတော့ကျွန်တော်ရဲ့အမြင်လေးကိုကျွန်တော်ချပြကျင်တယ်ခမားတို့မဝင်ပါတော့နဲ့ပြည်သူတွေပြည်သူတွေဝင်ပါပြီဆိုခမားတို့အများကြီးဒုက္ခရောက်နိုင်တယ်အဲ့ဒီအတွက်ကရက်ပေးပါပြီးတော့အဲ့ဒီဟိုထောက်ဖို့တွေကိုတော့ပတ်စံပေးမနေနဲ့ခမားတို့အတွက်ဒါတကယ်ကျွန်တော်ပြောချင်တာဟိုဘက်ကလောက်ကျင်လွယ်လွယ်လေးရဲ့လောက်လို့ရတယ်ဒါပေမဲ့ ခမားတို့ကြောင့်လည်းတိုင်းပြည်ကြီးခုလုံးကပြက်စီးသွားတာကိုခမားတို့မလုပ်ချင်ဘူးဆိုရင်တော့ဒါမလုပ်သင့်ဘူးဒါဒီကျွန်တော်ကခမားတို့တုံလိုင်းကိုတိုက်ခိုက်တာမဟုတ်ဘူးအများပြည်သူရဲ့အကျိုးစီးပွားထားပြီးကျွန်တော်ပြောချင်တာဖြစ်တယ်ငစီတို့ပြောနေတာဒီတိုင်းပြည်ကိုဖျက်ဖို့ပြောနေတာဖြစ်တယ်အဲ့ဒီမှာဟိုတုံလိုင်းမှာငါတို့ဘာလုပ်မယ်ညာလုပ်မယ်ဆိုပြောနေတယ်လုပ်နေတဲ့လူတွေကအပြင်းပြင်းမှာတကယ်တမ်းကျတော့သူတို့မှအလုံးကဟိုဘယ်လိုပြောရမလဲဘေးနီးထဲမှာမရှင်နိုင်တဲ့အခြေအနေမျိုးတစ်ခုမှရှိတယ်အဲ့ဒီအတွက်ကကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေနော်လက်မခံပါနဲ့နော် ိုကကိုအေးစေကျွန်တော်ကတမတော်ထွက်ခံဖို့အတွက်ပြောနေတာမဟုတ်ဘူးခမားတို့တွေကဒီနေ့အေးချောက်သွားနေဖို့ခမားတွေရဲ့ကြေးရွာဒေသမပြတ်စည်းဖို့အတွက်ကိုခမားတို့တွေကခမားတို့မှလည်းတန်အောင်ရှိတယ်ဒီနေရာမှာဒီကောင်တွေဝင်လာပြီဆိုရင်ခမားတို့ကိုဒါတိလာပြီဆိုရင်စစ်တာကဒီတပုံလူရှင်းလင်းမှာဖြစ်တဲ့အတွက်ကခမားတို့ပါဒါတွေကိုလလလလနဲ့ကျူးစုရဲဆိုရင်တော့ခမားတို့ကမြေးကြမယ်ဒါကတော့စစ်တာကသူရန်သူရှိအကုန်လုံးသူဖြစ်ရှင်းမှာပဲရှင်းလင်းမှာပဲအဲ့ဒီအတွက်ကအလုံးကိုညီကိုတို့ပြောချင်တာဒီစိတ်ကိုအေးအေးထားပါ ဒီလူလူနဲ့လုံးဝခက်ခင်ခင်နေပါခင်ဗျားတို့ကြေးဝါကြွားတာလက်မပြည့်စုခင်ဗျားအိမ်လက်မပြည့်စုလို့ခင်ဗျားတို့လည်းအသက်အန္တရာယ်မရှိဘူးဒါလေးတော့ခင်ဗျားတို့လောက်ဖို့အတွက်လိုတယ်